ဖားကန်းမြို့နယ်လုံခင်းကျွရအုပ်စုငိုးပင်ပေါ်မှာရှိတဲ့ဝေအောင်ကဘာမိသားစုလောက်ကအတွင်းရင်မစေးကြောက်ရှာဖွေတဲ့သူတွေကိုအမြင်မသိလက်နက်ကင်အယောက်၂၀လောက်ကဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်ဒီတဲ့ရင်ကိုတော့ခိုင်ပန်းတို့ကပြပို့ထားပါရှင်ကချင်ပြည်နယ်ဖားကန်းမြို့နယ်လုံခင်းကျွရအုပ်စုငိုးပင်ပေါ်ရှိဝေအောင်ကဘာမိသားစုလောက်ကအတွင်းရင်မစေးကြောက်ရှာဖွေနေသူတွေကိုအမြင်မသိလက်နက်ကင်ဆယ်ယောက်ဝန်းကျင်လောက်ဟာ ဒီဇင်ဘာလ16ရက်နေ့ရှင်းနိုင်ခွဲအချိန်လောက်ကဝင်ရောက်ရိုက်နှက်ပြီးတနက်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ရိုက်ခိုင်းတဲ့ကောင်တွေကပြေးပြေးတော့ကျတော့မပြေးနဲ့မပြေးနဲ့တောက်ခံဆိုပြီးတော့မှအကုန်လုံးကတောက်ခံလိုက်တော့ကျတော့အာသူတို့တောက်ခံလိုက်တော့ကျတော့ဒီမစေးအဖွဲ့တွေကသူ့မိပြီးတော့မှသူတို့ကိုပြန်လိုက်တော့သူတို့ကအဲလက်ပြဘုံနဲ့ချဲတယ်။ချဲပြီးတော့မှလက်ပြဘုံနဲ့ချဲတာတော့တယောက်မှတရားမရဘူး။တရားမရပြီးတော့ကျတော့အဲအာနေဆက်လိုက်ကြတော့နောက်ထပ်တနက်နဲ့ပြစ်တယ်။တနက်နဲ့ပြစ်တော့ကျွန်တော်တို့ဒီမစေးတယောက် ပေါင်းနှစ်ဖက်မှန်းသွားတယ်အခုလိုတိုက်ခိုက်ခံရတာဟာရတနာယောင်ကြီးကုမ္ပဏီကစေခိုင်းနေဆိုပြီးရင်မစေးကြောက်ရှောက်ဖွေသူတွေကရတနာယောင်ကြီးလုပ်ခွင့်အတွင်းရှိလုပ်ငန်းခွင်သုံးပစ္စည်းတွေကိုဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်ကျွန်တော်တို့ကုမ္ပဏီနာမည်ကတော့ရတနာယောင်ကြီးကုမ္ပဏီပါဖျက်ဆီးဆုံးရှုံးသွားတော့တဖိုးနေကော်ဆက်အားလုံးပေါင်း6စီးနဲ့မိုင်းဖောက်ဆက်တစ်စီးပါပစ္စည်းဆုံးရှုံးမှုတွေမဟုတ်ပါဘူးလုပ်ငန်းဆုံးရှုံးမှုလည်းအများကြီးရှိပါတယ်အခုလက်ရှိနေထားရတော့ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လုပ်ငန်းရပ်နှားထားရပါတယ် အမည်မသိတဲ့နက်ကင်တွေရဲ့တိုက်ခိုက်မှုကြောင့်ဘုံစားမှန်ပြီးဒဏ်ရာရရှိသူ၃ဦးတည်းရမောင်သိမ့်မင်းနဲ့မောင်အောင်မြင့်မြတ်မိုးတို့ကတော့ဒဏ်ရာပြင်းထန်တာကြောင့်ဒီဇင်ဘာလ18ရက်နေ့မှာမြစ်ကြီးနားစေုံမှာကုသမှုခံယူဖို့ပို့ဆောင်ထားရပါတယ်။ကြံတဲ့ဒဏ်ရာရခဲ့သူ၂ယောက်ကိုလုံခင်းစေုံမှာကုသနေရပါတယ်။ဖမ်းဆီးရမိသူကိုလနူးကိုတော့လုံခင်းစကံမှုဦးစောထွန်းကဖောက်ခွဲပုံမှန်နဲ့အမှုဖွင့်အရေးယူထားပါတယ်ရှင်။ကျမကတော့ခိုင်ပန်းသူပါ။